27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့နေုံလှပြေမဟာသမယအခါတော်နေ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ နေုံလှပြေနေ့ကိုဗုဒ္ဓဘာသာဝင် သူတော်စင်တွေက မဟာသမယအခါတော်နေ့အဖြစ်အလေးအမြတ်ထားကြပါတယ်နေုံလှပြေနေ့မှာကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်အားများပြားလှစွာတဲ့နတ်မြမပရိသတ်တွေကိုမဟာသမယတုတ်တရားတော်ကိုဟောကြားတော်မူခဲ့တဲ့နေ့လည်းဖြစ်ပါတယ် မဟာဆိုတာကတော့ကြီးမြတ်ခြင်းတမယဆိုတာကတော့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်ကြီးကျယ်မြင့်မြတ်တဲ့အချိန်အခါတမယလို့အဓိပ္ပာယ်ရပါတယ်မြတ်စွာဘုရားရှင်က နေုံလမ်းပြည်နေမှာလူမြတ်ဒီလိုမြတ်စွာဘုရားရှင်က မဟာတမယတုတ်ကိုဟောတော်မူတော်ကိုအစွဲပြုပြီးတော့နေုံလမ်းပြည်နေမှာမဟာတမယအခါတော်နေ့ပွဲတော်တွေကိုကျင်းပကြပါတယ်မဟာတမယတုတ်တော်ကိုလည်းရွတ်ဖက်တရေစေခြင်းပြုကြပါတယ် မဟာတက္ကရတရခုနှစ်ခုနေနေုံလာပြည်နေမှာမြတ်စွာဘုရားရှင်ကပြစ္ဆမမြောက်ဝါစုဂာနီအချိန်မှာမဟာသမယတုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်။မဟာသမယတုတ်တရားတော်ကိုဟောကြားတော်မူခဲ့တဲ့ ကာလကိုရည်တွက်ကြည့်နှစ်ပေါင်း2500ကျော်ခဲ့ပြီဖြစ်ပါတယ်။ကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်ကဘုရားဖြစ်တော်မူပြီးစတုဒါဝါအယောက်မှာမျက်စိမှာဒေသမှာကပိလဝုနဲ့ကောလီယာနှစ်ပြည်တော်မင်းသားတွေကရောဟဏီမြက်ကရေကို တို့ရဲ့စပါးဆိုင်ခင်းတွေအတွက်လူကြတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီချိန်ကမြတ်စွာဘုရားရှင်ကတာဝတိပြီးဇေဒဝန်ကျောင်းတော်မှာသတင်းသုံးနေတဲ့အခါကာလဖြစ်ပါတယ်။ကပလူပြည်ကလယ်သမားတွေနဲ့ကောလီယာပြည်ကလယ်သမားတွေကရောဟန်နီမြေကိုခွဲဝီ300ရာမှအဝေးမတက်ဖြစ်ကြပါတယ် မိုးလေဝသအမှန်ပြီးမြည်ရီလုံလုံလောက်လောက်ရှာနေတော့ဟာရေအတွက်ပြဿနာမရှိခဲ့ကြပါနဲ့မိုးခေါင်းတဲ့အခါရောနီမြည်ရီကလည်းနေပါလာပါတယ်ကဆုံနေုံလာဒီမှာအပူချိန်ပြင်းထန်လာတဲ့အတွက်ရောနီမြည်ရီကတပီးတောင်သုံးဆွဲရဲကုန်ပြီးမလောက်တော့ပါဘူးကပလိုဘီလေသမားတို့ကမြည်ရီကိုတရိုကြီးတုံးလိုပါတယ် ဂေါလီယာပြည်လေသမားတို့ကလည်းမြေကိုမျှဝေပေးလိုခြင်းမရှိပါဘူးဒီလိုနဲ့အပေးယူမကြည်ဖြူနိုင်တော့တဲ့အတွက်နှစ်ပြည်တော်လေသမားတို့အရေးခင်က နိုင်ငံတော်အဆင့်အရေးခင်ကြီးသည့်တပြေးပြေးခြေပြန့်လာပါတယ်နှစ်ပြည်တော်ဆွေရင်းမျိုးရင်းသွေးချင်းနီးတဲ့ပြည်သူအချင်းချင်း ရေအတွက်နဲ့သွေးမြေကြဖို့အတွက်စစ်ပွဲပြင်ဆင်နေရတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကကြွရောက်တော်မူလာပြီးရောဟဏီမြေကောင်းကင်ရံမှာမြတ်စွာဘုရားရှင်ကိုဖူးမြင်ရတဲ့အခါစစ်တီတော်တွေအားလုံးလက်နက်ချပြီးတော့ရှ िख ူးကြတော့ကြပါတယ်။ဒီကမြတ်စွာဘုရားရှင်ကတံဘူးနဲ့တဲ့ရေအတွက်နဲ့တံဘူးမဖြတ်နိုင်တဲ့တိုင်ဝင်းမင်းသားတို့ရဲ့သွေးသွေးမြေကိုမကြတင်ဘူးအသက်တွေလည်းမသေးတင်ဘူး စစ်တွေမြည်သည်ရှုံးသူရောနိုင်သူပါတားဆင်မြေးဆက်ရန်ညိုးဖွဲ့ပြီးတော့အတော်မတန်နိုင်အောင်ဖြစ်ပွားနိုင်တဲ့အတွက်နိုင်သူမရှိ အရှုံးကြီးတာဖြစ်တယ်လို့ဆုံးမတရားဟောကြားတော်မူပါတယ်။နှစ်ဖက်ဆွေမျိုးများနှလုံးသွင်းဆင်ခြင်နိုင်ဖို့တပီနဲ့တပီအပြစ်မရှာပဲငြိမ်းချမ်းစွာနေထိုင်ဆက်ဆံကြမှာအကျိုးရှိမှာဖြစ်ကြောင်းကိုသိစေဖို့ဝက်ဝင်တဲ့ဂျိုးပင်ဆောင်နယ်တို့ရဲ့ရန်ညိုးဖွဲ့မှပြီးဝက်ဝင်လဲသေးယူကဇိုးနယ်ရဲ့ဂျိုးပင်လဲပျက်စီးရတဲ့ဇက်တော်ကိုဟောကြားတော်မူပါတယ်။ အဲ့ဒီနောက်မှာပြေးကြပုံကြရဲ့နဲ့ဆင်းရဲဒုက္ခရောက်ကြတဲ့တလိဆန်တို့အကြောင်းဖြစ်တဲ့ဒုံလူပါဇတ် တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်အင်အားသုံးအနိုင်မြူတင်ကြောင်းမိမိထိုင်အင်အားအလွန်ကြီးတဲ့စင်ရန်ကြီးကိုပင်သေးငယ်တဲ့နှံစုံငတ်ကအနိုင်ယူဘူးကြောင်းဇက်တော်တွေကိုဟောကြားရမှုပါတယ်။တာဂီဝင်မင်းအချင်းချင်းကိုလည်းညီညွတ်စွာနေထိုင်ကြမယ်။အချင်းချင်းစစ်မှန်မဖြစ်တော့လဲအပြန်အလှန်စကားစစ်ထိုးပြီးတော့အချင်းများစိတ်ဝမ်းကွဲပြားပြီးတော့ငြင်းရရတာကိုခံစားမှမဟုတ်တဲ့ကြောင်းတန်မိုးဓမ္မနာဇက်တော်ကိုဟောရမှုပါတယ်။ အသိဉာဏ်ရှိတဲ့လူသားကိုမဆိုးနဲ့တက်မဲ့တစ်ပင်တို့လည်းတစူတဝေးလဲစွစွစီစီပေါက်နေပါကလေးတန်းမိုးတန်းအန်ဒီရဲ့ကင်းဝေးကြောင့်ဆင်ရင်သိရှိနိုင်ဖို့ယုတ်ခဓမ္မဇတ်တော်ကိုဟောကြားတော်မူပါတယ်။အဲဒီနောက်မှာတာဂုဝေမင်းသားအလုံးမိမိကိုမိမိဆုံးမနေထိုင်တတ်ဖို့အတွက်အတ္တဒနာတုပ်ကိုဟောတော်မူပါတယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့စီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းတရားကို나ယူပြီးတဲ့အခါမှာဆွေတော်မျိုးတော်အပေါင်းတို့ကဒေါသတွေကင်းစင်းပြီးအမြင်မှန်ရပြီးနှစ်ဖက်ငြိမ်းချမ်းယူလိုက်ကြပါတယ်။ဒါအပြင်နှစ်ပြည်တော်မင်းသား250စီစုစုပေါင်း900တို့ကဘုရားရှင်ရဲ့သာသနာကိုဝင်ပြီးယဟန်တရားအားထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့အဲ့ဒီရန်တွေကသာသနာမှာမပျော်ပိုက်ကြတဲ့အတွက်ဟိမွန်နာတောတွင်းကအလုံးကိုမွေးလျော်ပွဲကောင်းတဲ့ကုန်လာနာအိုင်ကိုခေါ်ဆောင်ပြီးတော့ဂါရာ300နဲ့တစားဆင်ရတဲ့ကုန်နလငှက်မင်းရဲ့ဇက်ကြောင်းကိုဟောကြားတော်မူပါတယ်။အဲ့ဒီဇက်တော်အဆုံးမှာတော့ယဟန်900တို့ဟာသောတာပတ္တိဖို့မှာတည်တော်မူပါတယ်။မြတ်စွာဘုရားရှင်ကယဟန်900နဲ့အတူ ကပ္ပလဝုပြည်အနီးမှာရှိတဲ့မဟာဝုံတော်ကိုကြွချီတော်မူပါတယ် မဟာဝုန်တော်မှာကမ္မထံကို ပြီးပြီးတော့မကြာမြင့်တဲ့ကာလအတွင်းမှာယဟန်900စလုံးအရတဖို့ကိုစိုက်တော်မူပါတယ်။အဲ့ဒီယဟန်900တို့ကမိမိတို့ရရှိထားတဲ့တရားသူကိုရှောက်ထားဖို့အတွက်နဲ့ဘုရားရှင်ကိုဖူးမြော်ဖို့အတွက်နေုံလပြည့်ညာချမ်းမှာစုယုံရောက်ရှိလာကြပါတယ်။အဒီလိုညာချမ်းအခြေလေးပါယဟန်နာ900တစုတဝေးလဲစုစည်းနေတာကအလွန်အလွန်ကိုကြီးညူပွဲကောင်းလာပါတယ် ဒီလိုထူးထူးခြားခြားជីညိုပွဲရာတန်ခအစည်းအဝေးကို တွေ့မြင်ဖူးတွေ့ជីညိုလိုကြတဲ့နတ်မြမအတူရာဂရုံနဂါတို့ကမဟာဝုံတော်ကိုလည်းစုဝေးရောက်ရှိလာကြပါတယ်ဒီလိုပြည့်သက်ဒီစုဝေးတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကတရားနာရောက်ရှိလာကြတဲ့နတ်မြမတွေရဲ့အမိ အမျိုးအနွယ်တို့ကိုယဟန္တာ900နဲ့နတ်မြမာတွေတည်စီလိုတဲ့အတွက်အမျိုးတူလိုက်စုပေါင်းပြီးတော့မြတ်စွာဘုရားရှင်ကနှစ်လိုစွာနဲ့နတ်မြမာတွေရဲ့အမည်နာမအမျိုးမျိုးကိုထုတ်ဖော်မကြနှုတ်ခွန်းဆက်ပြီးတော့ဟောကြားတော်မူတဲ့စကားတော်တွေကိုမဟာတမယသုံးလို့ခေါ်ပါတယ်ဒီမှာတမယတုံမှာနတ်မြမအသီးသီးတို့ဟာမိမိတို့ရဲ့အမည်နာမတွေပါရှိတဲ့အတွက်အလွန်ကိုကျေနပ်ကြပါတယ်။ ဒီတုတ်တော်ကိုလည်းအချိန်ချင်းနှာကြားလိုကြပါတယ်။မဟာသမယတုတ်ကနတ်မြမာများအလွန်ချစ်မြတ်နိုးတော်မူတဲ့တုတ်လည်းဖြစ်ပါတယ်။ဒါကြောင့်နတ်ချစ်ဂါရလို့လဲဆိုရတယ်ဒီမဟာသမယတုတ်ကို အစင်မြဲရွတ်ဖတ်နေရင်နတ်မြမာရဲ့ချစ်ခင်မှုကိုရရှိနိုင်ပြီးတော့အိမ်သစ်တိုက်သစ်နေရာသစ်တို့မှာမင်္ဂလာယူလို့တဲ့ပုံကိုယ်တွေအတွက်လဲဒီမဟာသမယတုတ်ကိုရွတ်ဆိုဖတ်ကြားတင်ကြောင်းအထကထာဆရာတို့ကပြဆိုထားပါတယ်မဟာသမယတုတ်ကိုဒေဝတာပိယ နတ်တူရဲ့ချစ်ခင်မေတ္တာဝင်တုတ်တွင် မဟာတမယလိုလဲခေါ်ပါတယ်အဲ့နောက်မှာမိမိတို့ရဲ့ဇယိုက်လိုက်ကို ကြည့်ပြီးတော့ဒီလိုတုတ်တန်တွေကိုလည်းမြတ်စွာဘုရားရှင်ကဟောကြားခဲ့ပါတယ်။ယာကဇယိုက်အားကြီးတဲ့သူတွေအတွက်တံပါပရိဘာဇနီယတုတ်ဒေါသဇယိုက်အားကြီးသူတွေအတွက်ကလာဟဝိဝါဒတုတ်မောဟဇယိုက်အားကြီးတဲ့သူတွေအတွက်မဟာဗျူဟတုတ်ဝိတ္တဇယိုက်အားကြီးတဲ့သူတွေအတွက်စူလဗျူဟတုတ် တရာဇီယိုက်အားကြီးတဲ့သူတွေအတွက်တူဝင်နကတုတ်ပညာဇီယိုက်အားကြီးတဲ့သူတွေအတွက်ပူရာဗေဒတုတ်စတဲ့တုတ်တော်တွေကိုဟောကြားတော်မူပါတယ်တရားတော်မြတ်အဆုံးမှာနတ်ပြမပေါင်းဂရေတသိန်းစီအရတ်တဖူကိုရောက်ရှိကြပါတယ်သောတာပတိဖူတဂါဒါမိဖူအနာဂါမိဖူရောက်ကြတဲ့နတ်ပြမတို့ရဲ့အခြေအတွက်ကမရည်မတွက်နိုင်အောင် များပြားလှပါတယ်ဒါကြောင့်နေုံလာပြည့်ရဲ့ထူးခြားမှုတွေကိုခြုံငုံကြည့်ရရင် ရေလူဝဲစင်နေကြတဲ့နှစ်ပြည်တော်သားတို့ခိုက်ရန်ဘေးမှကင်းဝေးစေခြင်းကက်ဘီလောနဲ့ကောလီယာနှစ်ပြည်တော်စစ်ခင်းတော်မဲ့ဘေးရန်တွေကကင်းဝေးပြီးတော့ငြိမ်းရဲရတဲ့နေ့ဖြစ်ခြင်းနတ်မြမအတူလာနဂါကလုံးတို့ဟာယဟန်တော်တွေနဲ့အတူတူဖျားရှင်လက်ထက်မှာဒီဒီချင်းသာစုယုံမိတဲ့နေ့ဖြစ်ခြင်းမင်းသား900သာသနာပေါင်းကိုဝင်ရောက်သောနေ့ဖြစ်ခြင်းယဟန်တော်900လုံးယဟန်တာဖြစ်သောနေ့ဖြစ်၍ထူကြခြင်း မြတ်စွာဘုရားရှင်ရဲ့နိမ့်မိတရုပ်ဘွားတော်ဘုရားကမေးပြီးတော့ပဂရိဘုရားရှင်ကဖြေဆိုသည်ကိုနာကြားရသောကြောင့်ထူကြခြင်းမဟာတမယကိုအကြောင်းပြု၍ခလုံးနဂါတို့ခိုက်ရမဖက်မေတ္တာတက်ဝင်သော နေ့ဖြစ်၍ထူကြခြင်းမဟာတမယဆိုင်ရာတုတ်တန်ခုနှစ်မျိုးကိုဟောကြားတော်မူတဲ့နေ့ဖြစ်သောကြောင့်ထူကြခြင်းဘိက္ခုနီသာသနာလမ်းစပေါ်တဲ့နေ့ဖြစ်ထူကြခြင်းတို့ပဲဖြစ်ပါတယ် ။ဒါကြောင့်ဒီနေ့မှာဗုဒ္ဓဘာသာဝင်သူတော်စင်အားလုံးចောင်းကံဖျားသွာအလှပေးခြင်းဥပုသီလစောင့်တည်ခြင်းပန်းစီမီရေချမ်းကတ်လှူခြင်းတရားဘာဝနာပွားများခြင်းပဋ္ဌာန်းဒေသနာတော်တွေကိုရွတ်ဖတ်ပူဇော်ကြခြင်းဖြင့်ကုစုယူကြပါတယ်။မဟာတမယအခါတော်နေ့ကျင်းပပြီးမဟာတမယတုတ်တော်ကိုရွတ်ဖတ်တရေစေခြင်းပြုကြသလိုဓမ္မစက်ကြတုတ်တဇက်ကတုတ်ယရဏတုတ်မေတ္တာတုတ်အာရဏာရိယတုတ်ပုဗ္ဗာနာတုတ် ဒါရဏပရိတော်တွေစတဲ့ပရိတော်တွေကိုလည်းတရားတော်တွေကိုစုဝေးရုပ်ဖက်ပူဇော်လေးရှိကြပါတယ်ဒီလိုထူးခြားတဲ့နေသူနေမြမှာမငိမ့်ရမ်းတဲ့နေရာတွေကိုမြစ်တာပို့သလိုမဟာသမယတုတ်တော်ကိုရွတ်ဆိုပူဇော်ရင်းငိမ့်အေးစီကြောင်းစေတောင်းမြစ်တာပို့တာနိုင်သလိုအပီးတိုင်ငိမ့်အေးရာအမှန်မြတ်နိဗ္ဗာန်ကို ရောက်ရာရောက်ကြောင်းအထောက်ပံ့ကများဖြစ်ဖို့ဒါနအမှုတိလမှုဘာဝနာအမှုတို့ကို တအားသမျှပြုလုပ်ကြပါရန်အထူးပင်တိုက်တွန်းနှိုးဆော်လိုက်ရပါရခင်ဗျာ။